ထောင်နဲ့စက်တဆယ်စက်တလောက်ရှိရနော်အဲ့အဲ့တုန်းကစပြီးတော့နေ့တစ်ကြိမ်လေးဆိုတော့စက်တဆယ်နှစ်လောက်ကျော်ပါပြီဟုတ်ကဲ့အဲ့တုန်းကကိုကကိုတော့ဘဝင်မကြဘူးပေါ့နော်ကိုကခလေးတန်လေးနဲ့ဆိုရတာဆိုဒီတချင်းကိုအဲ့လိုပြိတ္တတွေကြိုက်နှစ်တက်လိမ့်မယ်လည်းမထင်ဘူးပေါ့ပေါ့ပါပါလေးပဲသွားတွန်းလိုက်တာပဲ အဲ့လိုနောက်မှကျွန်တော်ရက်ွက်ထဲထဲမှာဖွင့်ညားတယ်ဆိုတော့ကျွန်တော်ပြန်ကြည့်တော့မှဟုတ်သားပဲလို့တကယ်ကိုကျွန်တော်ကိုယ့်ဘက်ကိုဆိုလိုက်တဲ့ဟာလေးကလေပြိသက်အဲ့လောက်ထိကြိုက်နေတတ်သွားလိမ့်မယ်မထင်မိဘူးလို့အော်အဲ့တချင်းကြီးကဘယ်လောက်ရှိသွားပြီလဲကျွန်တော်ဆက်တက်နှစ်ဆက်နှစ်နှစ်လောက်ဒီဟိုဟာဂီတမိုးကောင်းငင်ဆိုရယ်ကြဲကလေးတွေမိုးကောင်းအဲ့ဒါမစသေးဘူးဂီတတကားလေးပဲရှိသေးတယ်အဲ့တုန်းက2000 7710လောက်ရှိမှာเนาะအဲ့အဲ့တုန်းကစပြီးတော့နေ့စဉ်လေးဆိုဟုတ်ကဲ့7710နှစ်လောက်ကျော်ပါပြီဟုတ်ကဲ့အာနွေတင်တားလေးညင်းလေးရောက်လေးပြီကျွာလေးတင်တဲ့ချမ်းမိုးလေးဆောင်နေဒီဒီအချင်းလေးရဲ့ကျေးဇူးပေါ့နော်တေးရေးစရာကိုဆိုလင်းဦးဆိုလင်းပေါ့နော်ဦးဆိုလင်းကိုကျွန်တော်တို့တကယ်ကျေးဇူးတင်ပါတယ်ဒီ April Queen ဆိုပြီးတော့လေကျွန်တော်တို့ကလေးတွေပေါ့နော်ကလေးဆိုတော့ဒီမြောက်စားပြီးတော့ဒီတချင်းလေးဆိုပါဆိုပြီးတော့ ကျွန်တော်တော့အဲ့တုန်းကဘာတိမှလဲနော်ကိုကကိုအဲ့တချင်းလောက်ရမယ်ဆိုကဲမိဘတွေကလိုက်ပို့တော့လဲကိုကတွင်းဆိုတော့တွင်းလိုက်တာဗျတွင်းပြီးတော့ဟိုတချင်းကိုကိုကရပြီးသားအဲ့တော့ကိုကကိုတော့ဘဝင်မကြဘူးပေါ့နော်ကိုကခလေးတန်လေးနဲ့ဆိုရတာဆိုဒီတချင်းကိုအဲ့လိုပြိသက်တွေကြိုက်နှစ်သက်လိမ့်မယ်လည်းမထင်ဘူးပေါ့ပေါ့ပါပါလေးပဲသွားတွန်းလိုက်တာပဲအဲ့လိုနောက်မှကျွန်တော်ရက်ကွက်ထဲထဲမှာဖွင့်ညားတယ်ဆိုတော့ကျွန်တော်ပြန်ကြည့်တော့မှဟုတ်သားပဲလို့တကယ်ကိုကျွန်တော်ကိုကကိုဆိုလိုက်တဲ့ဟာလေးကလေပြိသက်အဲ့လောက်ထိကြိုက်နှစ်သက်သွားလိမ့်မယ်မထင်မိဘူးလို့ အဲဒီကြောင့်ကိုကြိုးစားရတာလည်းအရင်လည်းဝမ်းသာပါတယ်ဖြစ်ဖြစ်မြောက်သွားတာပေါ့နော်ဟုတ်ကဲ့ရေဆိုးချင်းပကွက်ချားလေးပြန်နေပြီနင်းညိုချင်းရင်စင်ပြန်တော့ချာအဲ့မှာအပိုင်းလေးဖြတ်ဖြတ်ပြီးတစ်တော့မှာစော့ကြတယ်ရေဆိုးချင်းပကွက်ချားလေးပြန်နေပြီအဲ့ပကွက်ချားလေးချားလေးဆိုတာအဲ့ဒါလေးကိုဟိုဆိုးလိုက်တာခလေးတန်လေးနဲ့တွက်ပက်တင်ထပ်ပြီးတော့လေအဲ့လိုလေးဖြစ်ဖြစ်ဖြစ်သွားတာပေါ့အဲ့ဒါလေးကပြိတ္တရဲ့ကြားထဲမှာဒါလေးကထရမ်ဖြစ်တယ်ဆိုပြီးတော့လေ အဲ့ဒါလေးကြားရတယ်ဗောအခုအခုချိန်မှလည်းပြိတ္တတွေကြိုက်ကြတယ်ဆိုအဲ့ဒီ bike လေးကြိုက်တယ်နောက်ပြီးတော့ဒကြံတိုးလေးနဲ့ကဒကြံတိုးလေးနဲ့လည်းပါတယ်ဆိုညီမသူ့နဲ့ပတ်သက်ပြီးတော့ဗောနော်ထည့်ရေးထားတာအဲ့တုံးနေရဗောနော်ဆိုခစ်လဲမိတယ်ညီမတချင်းလဲဖြစ်တယ်ဒကြံလဲဖြစ်တယ်လူကြီးလူငယ်လဲကြိုက်တယ်ဆိုပြီးတော့လေအဲ့လိုသိရပါတယ်ဩဆိုပြရတယ်ဟုတ်ညာဘက်အဲ့လိုပွဲတွေကြိုက်ရင်လေဒကြံအခုနီးပြီဆိုရင်ဒါတောက်လျှောက်ဆိုရမယ်အခုဒီ၃လပိုင်းနဲ့မှာဆိုရင်ကျွန်တော်တို့ ဗန္ဒလီလည်းတွားမယ်နောက်ကြောက်စဲတို့မင်္ဂလာဆောင်တွေလည်းရှိတယ်နောက်လှဲကူးတို့ဘာတို့တောက်လျှောက်အဲ့လိုမျိုးပေါ့နော်အပွဲတွေညပိုင်းဆိုရင် တောင်းဆိုတယ်တခါကျမနက်ပိုင်းတောင်းဆိုပြရတဲ့ကြံတဲ့ချင်းကနေဒီချင်းကဟိုအကုန်လုံးတချို့ကျတက်ပြီးကကြတယ်အဲ့လိုမျိုးတချို့ဆိုသူကအကတွေတိုက်ထားကြတာကိုရောက်လာမယ်ဆိုတာတိတော့လေအဲ့ဒါနဲ့အဲ့လိုတွဲပြီးဖြောပြပြစ်ကြတယ်မပါမဖြစ်တဲ့ချင်းလေးပေါ့နော်ကျွန်တော်လာရင် 2025လဲရောက်ပြီးပြည်သက်တွေကိုလဲကျွန်တော်တို့ဟိုဟာတချင်းနေဟိုဖန်တီးပေးဖို့ရအတွက်လဲအချိန်ခါကောင်းနေဖြစ်ပေါ်လာပြီပေါ့နော်အဲ့ခါကျတော့ဟိုစဉ်းစားထားတယ်စဉ်းစားပြီးတော့အခုလက်ရှိလဲစလုပ်နေပြီပေါ့နော်အချင်းမန္တလေးနဲ့ပတ်သက်တဲ့တချင်းလေးပါကျွန်တော်ချစ်သောမန္တလာသူဆိုတဲ့တချင်းလေးအဲ့ဒါကိုတီးရေးဆရာဇွဲဝင်းနိုင်ရရေးဆက်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကိုယ်တိုင်တရုတ်ဆောင်ထားတယ်နောက်ကြည့်ညီမလေးမချစ်သက်ကူလဲသူကမန္တလေးသူအဖြစ်နေကျွန်တော်ကကျွန်တော်ရန်ကုန်သားတယောက်နေနေပေါ့နော်အချင်းတချင်းအေးအေးလေးအချင်းမြန်မာဆန်ဆန်တချင်းလေးပဲသူက ဲ့ထက်မှာကျွန်တော်တို့ဟိုဘောခစ်ပေါ်တန်စင်နဲ့မြန်မာနဲ့ရောထားပါဘောနော်ဟိုဘုံလည်းပါတယ်အဲ drone တွေရောပါတယ်အဲ့လိုမျိုးပေါ့နော်ညင်ညင်ညောင်ညောင်နားဆင်ရမျိုးတချင်လေးပါအဲ့ဒါလေးကိုအခုကျွန်တော်စပြီးတော့လုပ်နေပါတယ်အဲ့တော့ထွက်ရှိလိုက်လည်းအပ်ပြပါကျွန်တော်အရင်နှုန်းနဲ့စဉ်းစားထားတယ်ပေါ့နော်တချင်လေးတွေလုပ်မယ်ဆိုရင်ဒီမြန်မာမှုရောဒီလိုပြိတ္တကြိုက်မှာခစ်ပေါ်တချင်လေးရောအဲ့လိုမျိုးနှမျိုးတွဲပြီးလုပ်ပြခြင်းလေဆိုတော့ အခုလည်းအဲ့လိုမျိုးပဲပေါ့နော်ဒီမှာဘုံလေးတွေလည်းထည့်ထားတယ်ခစ်ပေါ်တန်စင်လေးလည်းပါတယ်နှစ်မျိုးလုံးရောပြထားတယ်ပေါ့နော်ပြီးတော့မြမမှုတွေလည်းပါတယ်ဥပိန်တရာတို့ကျုံတို့အဲ့မှာတွားရိုက်ထားတယ်ပေါ့နော်ရိုက်ကူးရေးတွေအချင်းထဲမှာလည်းပါတယ်ဆိုတော့အော်တပိတ်သက်တွေကြိုက်နေတတ်မယ်ထင်ပါတယ်လူကြီးလူငယ်တွေလည်းကြိုက်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအော်ကျွန်တော်တို့လည်းအခုလက်ရှိလည်းစူးစမ်းလျက်ပါပဲဟိုကိုလည်းတန်တက်ဆွမ်းသလောက်ပေါ့နော်မြမမှုလည်းထိန်လင်းထိန်သိမ့်နေမှာပျောက်ပျောက်လည်းစောင့်ရှောက်ရတယ်အရန်တာဝန်ကြီးရဲ့လှုပ်တီးရဲ့ဖြစ်တဲ့တကြောင်ပေါ့နော် ဟိုတကယ်ကိုယူဆိုင်ပြီးတော့လုပ်ရပါတယ်ကျွန်တော်တို့ဟုတ်ကဲ့ဟိုတစ်ခေါက်လေးကိုအင်တာဗျူးလေးပြလိုက်ဟုတ်ကဲ့ရန်တန်ကိုထားလို့အင်္ဂလိပ်လိုတော့ပြောဆိုတာဟုတ်လားအဲ့ဒါလည်းဟိုပါပေါ့ကိုကတော့ professional ကဏ္ဍတရက်ကိုကိုကလမ်းတစ်ခုပေါ့နော်ကိုဒီဟာလုပ်ရင်ဒီလိုလုပ်ရတယ်ဟိုတခြားကဏ္ဍလုပ်ရင်တခြားကဏ္ဍပေါ့နော်အဲ့လိုပုံစံမျိုးလေးဒါပိုင်းချလိုက်တဲ့သဘောပေါ့နော်အဲ့မဲ့အရာလုံးကတော့ဒီလိုပါပဲအဆင်ပြေသလိုဒီအချိန်ခါရပါတော့နော်လှူရတာဖြစ်တဲ့အတွက်ကြောင့်အားလုံးပေါ့နော်ဟို ကို lifestyle နဲ့ကိုဖြတ်တန်းခွင့်ရှိပါတယ်အဲ့လိုပေါ့ဟုတ်ကဲ့ပါပြိတ္တများများကျွန်တော်တို့လည်းပြိတ္တတွေကိုရက်တာမျိုးစုံပေးစွမ်းရရှိပါတယ်အဲကျွန်တော်တို့အဲတင်ဆက်မှုတွေကျွန်တော်တို့ရဖြောပြမှုကျွန်တော်တို့လှုပ်ဆောင်မှုတွေကိုပြိတ္တတွေကြီးစုခြင်းအဖြစ်စိတ်ချမ်းသာကိုကြမ်းမှရှိရဆိုတော့ဝမ်းသာပါတယ်ဒီတော့ကြောင့်အများကြီးလည်းကြိုးစားပါအောင်ပြိတ္တများချစ်ခင်အားပေးကြပါကျေးဇူးတင်ပါတယ်